မင်္ဂလာပါ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကတော့တောက်ကြနေပါတော့။ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့ထိတ်တန်းလေးပွဲစဉ်နှစ်ပွဲတော့ကြံသေးရပါတော့။အဲ့နှစ်ပွဲကိုဒီနေ့ဗီဒီယိုမှာကြိုပြီးတော့သုံးသပ်ပေးပါမယ်ပါတော့။အဲ့ဒီပရမောင်းဆုံးပွဲစဉ်ကဒီနေ့ညတနင်္လာနေ့မှာကစားမဲ့ Bundesliga လီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့ Stuttgart နဲ့ Heidenheim ပါတော့။အဲ့ဒီပွဲစဉ်အခြေအုပ်ကျွန်တော်ပြန်ကြည့် Stuttgart ကတကူသွင်း45ပြားရှုံမဲ့ပြီးတော့ဂိုးပေါင်းနေတယ်ဆိုလို့ရှိရင်၃ဂိုးသွင်းအပြား၄၀ရှုံမဲ့ပါတော့။အဲ့တော့ဒီ Stuttgart ရဲ့နောက်ဆုံးကစားခဲ့တဲ့၄ပွဲကိုကျွန်တော်ပြန်ကြည့်ရင်၃ပွဲက ဒါသူတို့ရဲ့တိုက်ဆက်ပိုင်းကအတွင်းကို၃ကိုအနေဆုံးတွင်းထားတယ်။ဟိုတော့ပြီးတော့ Stuka ရဲ့နောက်ဆုံး၈ပွဲကိုကျွန်တော် ပြန်ကြည့်မယ်ဆိုလို့ရှိရင်၆ပွဲကနှစ်သင်းပေါင်းအတွင်းကိုအနေဆုံး၄ကိုနဲ့ထပ်မှရှိတယ်။ဟိုတော့ပြီးတော့ဒီရာဒီ Stuka ရဲ့ပွဲစဉ်အများစုကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းနှစ်ဖက်အသင်းတင်ကိုတွေများခဲ့ပြီးတော့တပွဲပြန်မြ3.53ဂိုးတိရှိခဲ့တယ်ပေါ့နော်ပြီးတော့ဂျာမန်ဘွန်ဒက်လီဂါမှာဆိုလို့ရှိရင်စတူဂတ်ရဲ့ပွဲစဉ်တွေအထက်တင်ကိုတွေများများဆက်ဆံမြင်တွေ့ခဲ့ရ အသင်းကြီးအဲဆုတူပေါင်းနှစ်သင်းပဲရှိတယ်ဘောနောပြီးတော့နောက်ဆုံးကစားထားခဲ့တဲ့ရှစ်ပွဲအပြီးမှာဆိုလို့ရှိရင်လဲစတူဂတ်ရဲ့တပွဲပြင်းပြင်းအတွင်းကို4.13တိရှိခဲ့ပြီးတော့ဘွန်ဒက်လီဂါရဲ့အတွင်းကိုအမြင့်ဆုံးစည်ရင်းဝင်ထားတဲ့အသင်းတင်းဖြစ်ခဲ့တယ်ဘောနောပြီးတော့ဒီယာတီစတူဂတ်ရဲ့အိမ်ဝင်ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လဲတိုက်စစ်ကတပွဲပြင်းပြင်း3.8ဂိုးတိတွင်းထားတယ်ပြီးတော့ဟိုက်တန်ဟိမန်းနဲ့တွေ့ခဲ့တဲ့ပထမကျော် ပွဲစဉ်မှာဆိုလို့ရှိရင်လည်းစတူကာက3ဂိုးတခုနဲ့နိုင်တယ်ပေါ့နော်ဒီတစ်ဖက်ကအီတန်အီမားရဲ့ဒီယာဒီအဝေးခွင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းတိုက်ဆက်ကတပွဲပြန်မြ3.40ဂိုးအထိရခဲ့ပြီးတော့ဒါဘွန်ဒလီကာရဲ့စတုတ်ကစတုတ်တမြောက်ဒီတွင်ကိုအများဆုံးအတင်းတတင်းလည်းဖြစ်တယ်ဗောနအဲ့တော့နှစ်တင်းလောက်ရင်လက်ရှိတိုက်စစ်ပိုင်းတွေကအရင်အားရစီအကောင်နဲ့အဲ့တော့၃ကိုသွင်း40ရှုံးမဲ့ကိုပေါင်ကြီးတစ်ခုမှာနှစ်တင်းပေါင်းသွင်းကို၄ကိုလောက်တော့ညှော်လင်းနိုင်မယ်ထင်တာကြောင့်ပထမဆုံးတပွဲမှာကျွန်တော်ကိုပေါ်ရွေးချယ်ပေးမယ်ဗော။ ဲ့တော့ဒီနေ့ညရဲ့ဒါနောက်ထပ်ပွဲစဉ်တစ်ပွဲကဒီနေ့ညတနအိဆန်ကားမှာကစားမဲ့ပြည်တိလီကိုဝိုင်းပွဲစဉ်တစ်ပွဲဖြစ်တဲ့ PSG နဲ့ Nike ပေါ့နော်ဒီပွဲစဉ်ရဲ့အခြေအကျိုးကျွန်တော်ပြန်ကြည့် PSG ကတကိုးသွင်း15ပြားရမယ်ပြီးတော့ဂိုးပေါင်းနေတယ်ဆိုလို့ရှိရင်တုံးကိုးသွင်း60ရှုံးမယ်ပေါ့နော်အဲ့တော့ PSG က လက်ရှိမှာဆိုလို့ရှိရင်ပြည်သူလူကွန်ဖလားကိုသူရရှိတာပြီးဖြစ်တယ်လို့နောက်ပိုင်းပွဲစဉ်တွေမှာတက်တောင်းတက်တာဖြစ်အောင်ကစားဖို့သူ့အနေနဲ့ကြိုးပြီးတော့စဉ်းစားထားလိမ့်မယ်လို့လည်းထင်တယ်။အဲ့တော့ဒီပွဲပြီးရင် BSG ကချန်ပီယံလိဂ်ဆီမီဖိုင်နယ်ပထမအကြော်ဖြစ်အာဆင်နယ်ရဲ့ကွင်းမှာသွားကစားမှာဖြစ်တာကြောင့်ဒီနေ့ပွဲစဉ်ထက်စာရင်လာမယ့်အာဆင်နယ်နဲ့ပွဲစဉ်အောင်ပဲ BSG အနေနဲ့ပြိုပို့ပြီးတော့ပြတ်မထားလိမ့်မယ်လို့ထင်တယ်။ BSG အနေနဲ့ကျတော့လေအာဆင်နယ်နဲ့ထိတဲ့တွေ့ဆုံရဲ့နောက်ဆုံး၅ကြိမ်မှာဆိုလို့ရှိရင်တစ်ကြိမ်မှအနိုင်မရထားခဲ့တာကြောင့်လာမယ့်အမ်ရီမှာသွားကစားမယ့်ပွဲကလူဝေးအန်ရီရဲ့ဒါ PSG တော့တော်တော်လေးကို ခက်ခဲစေနိုင်မှာပေါ့နော်အဲ့တော့ဒီနေ့ပွဲမှာ PSG အနေနဲ့အဓိကကစားသမားတချို့အနားပေးလာနိုင်တယ်ပြီးတော့အသင်းရဲ့လူစင်းမှာဆိုလို့ရှိရင်လည်းအရင်ကစားသမားတချို့ကထည့်သွင်းအသုံးပြုလာနိုင်တယ်ပေါ့အဲ့တော့ဒီအချက်ကပြောမှဆိုလို့ရှိရင်တစ်ဖက်ကချန်ပီယံလိဝင်ခွင့်အတွက်ပြင်မထားနေတဲ့ Nice အသင်းအတွက်တော့အတားကြတစ်ခုဖြစ်လာနိုင်တယ် Nice အသင်းအနေအနေနဲ့ကျတော့လေမလ9ရက်နေ့ကနေ13ရက်နေ့ချာမှာကစားခဲ့တဲ့ပွဲစဉ်စုစုပေါင်း9ပွဲမှာဆိုလို့ရှိရင်လည်းရမယ့်စုစုပေါင်း နှစ်မှတ်ပဲရခဲ့ပြီးတော့နောက်ဆုံးကစားခဲ့တဲ့အန်ကားနဲ့ပွဲစဉ်မှာလာသူနိုင်ပွဲပြန်ရခဲ့တာပေါ့နော်အဲ့တော့ဒါပေမဲ့လို့ Nice က PSG နဲ့တွေ့ခဲ့တဲ့နောက်ဆုံးပွဲစဉ်မှာဆိုလို့ရှင်သူမရှုံးအောင်ကစားထနိုင်ခဲ့တယ်လို့ PSG ရဲ့ Queen မှာနောက်ဆုံးသွားကစားခဲ့ရတဲ့ပွဲစဉ်မှာဆိုလို့ရှင်သုံးဘူးလိုကိုနဲ့နိုင်ထားခဲ့ဦးရယ်ပေါ့နော်အဲ့တော့ PSG ရဲ့အနေနဲ့ကကျွန်တော်လည်းပြန်ဝဲဆုံးနောက်ဆုံး၃ပွဲမှာဆိုလို့ရှင်တပွဲပဲနိုင်ခဲ့တယ်အဲ့တော့လာမယ့် Arsenal နဲ့ပွဲစဉ်အတွက်ပါကြိုပြီးတော့ပြင်ဆင်မှုတွေလုပ်ရမှာဖြစ်တယ်အဲ့တော့ကြောင့်ဒီနေ့ပွဲစဉ်မှာ PSG အနေနဲ့ Nike ကို ဒီအရင်အားထည့်ပြီးတော့ဆော့လိမ့်မယ်လို့လည်းမထင်ဘူးဗောနော်တစ်ဖက်က night ကတော့ PSG ကွဲမှာနောက်ဆုံးကစားခဲ့ရင်၅ဘွဲမှာဆိုလို့ရှိရင်၃ဘွဲတိရှုံးဝဲမရှိအောင်ကစားထားနိုင်ခဲ့တာအကြောင်းဒီနေ့မှာလည်းသူ PSG ကိုမရှုံးအောင်ကစားနိုင်နေမယ်လို့ထင်တယ်အဲ့တော့တကူးသွင်းမှာ၅ပြပဲရမယ် PSG တက်ဆိုင်ဒါဒီနေ့ဒါဒုတိယမြောက်ပွဲစဉ်မှာတော့ကျွန်တော်ဒီ night အတင်းကိုရွေးချယ်ပေးမယ်ဗောနော်အဲ့တော့ဒီနေ့ဒါကျွန်တော်ရွေးချယ်ပေးလိုက်တဲ့ပွဲစဉ်၅ဘွဲရဲ့ ဒီရွေးချယ်မှုတွေနဲ့ပတ်သက်ပြီးတော့ညီကိုတို့ရဲ့အမြင်တွေကိုလည်းဒီဗီဒီယိုအောက်က comment မှာဝင်ပြီးတော့ရေးသွားသားလို့ရတယ်ပြီးတော့ဒီ channel ကိုညီကိုတို့အနေနဲ့ subscribe မလုပ်ရသေးဘူးဆိုလို့ရှင်လဲ subscribe လေးလုပ်ပေးသွားလို့ရတယ်ဗောနော်